အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးတို့ဝါဝါထင်လင်းရေးတာတော့ကန်တီကအမှားကြီးမှားတော့မလို့လို့အမိရတဲ့ယတဝိထုတို့လေးကိုကျွန်တော်ကိုရွှေတာမဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာကန်တီကအမှားကြီးမှားတော့မလို့လှလိုက်တာရှစ်ဖို့ကောင်းလိုက်တာတိတ်ရှစ်စရာကောင်းလုံးတယ်ဗျာခမားလေးကိုလေတိတ်တိတ်ရှစ်တယ်ဗျာ မရင်မရဲဖြစ်နေသူကိုလိုင်မော်ကချိုဆက်မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်ရင်ပြောမဆုံးဖြစ်နေသည်ချိုဆက်လဲလေကိုကိုကိုတိတ်ချစ်တာတဲ့ချင်းကိုလိုင်မော်ကချိုဆက်ကိုလုံးလေးကိုအသာပွေးဖက်ရင်ကိုကိုတို့လက်ထက်ရလက်ထက်ကြရအောင်ကွာချိုဆက်ကိုကိုစိတ်မချဘူးလက်ထက်ဖို့ကိုကိုအားလုံးစီစဉ်ထားပြီးပြီဟင်ဘယ်လိုရဲကိုကိုချိုဆက်ကိုကြိုးလဲမပြောထားပဲနဲ့ ရှိုးဆက်တယောက်ကိုလိုင်မော့ရင်ခွင်ထဲကနေတက်တက်ကလေးယုံထွက်လိုက်သည်မစောလုံးဘူးလားကိုကိုရဲ့မစောပါဘူးဗျာကိုကိုကဘယ်လိုစီစဉ်ထားတာလဲဟင်နှစ်ဖက်လူကြီးတွေလည်းတိကျသေးတာမဟုတ်ဘဲနဲ့ကိုကိုရဲ့မလိုပါဘူးကွာသဘောတူကြမှာပါအရွယ်ရောက်ပြီးကိုပိုင်လုပ်တွေနဲ့ပဲဟာဘလို့လဲချိုးဆက်မြုံဝင်လေးကြည်လက်နေသည်ကိုကိုကဘယ်လိုစီစဉ်ထားလို့လဲဟင် တပတ်ခါတရားရုံးမှာလက်မှတ်ထိုးကြမှာကွာဟင်တပတ်ခါမြန်လာကြည်လားကိုကိုရဲ့တပတ်ခါဆိုတော့ကြာတာပလေးဖို့နော်ကိုကိုဟုတ်တယ်လေရွှေဆက်လေးရဲ့ကိုကိုအားလုံးချီးစင်ထားပြီပြီအင်းကိုကိုတဘောကိုကိုတဘောပါပဲတဲ့ရှင်ဟေးရွှေဆက်ရဲ့ဟဲတီရှဲဘာတွေဝယ်နေတာလဲတီရှဲ့ တရင်ကျော်ကာလာဖြစ်တဲ့ဈေးဝယ်စင်တာကြီးတဲ့လူတွေကပြာပန်းခတ်လှုပ်ရှားနေကြသည်လူတွေဒီလောက်များတာတီရှယ်ရှိုးဆက်ကိုမြင်နေတော့အမလီရှိုးဆက်ဥရဲ့တီရှယ်တစ်ဘက်ကကြောင်းမှမေဂျာကွင်းအလှဆုံးအလျှော့ဆုံးအရက်ကလည်းမြင့်လူတွေကြလဲထင်ရှားသူပဲလေအဝေးကြီးကလေးကတီရှယ်လှမ်းမြင်တာပေါ့ဟဲအဲ့ဒါကြောင့်တီချက်ကိုတိတ်ရှင်းနေတာတီရှယ်ဈေးဝယ်လို့ပြီးပြီလားတိတ်တိတ် တချက်ရှင်တော့တမီနောက်ကလိုက်ပေးမယ်နေနေရွှေဆက်အားလုံးကိုဖုံးဆက်ထားပေးပြီပင်မဲ့လူကိုလှမ်းတွေးလိုက်တော့မမေ့အောင်ထပ်တတိပေးချင်တာနဲ့တပတ်ခါနော် တွေ့သမျှတငယ်ချင်းတွေအကုန်သာခေါ်ခဲ့ပါရွှေဆက်ဥယျတီရှယ်ဒေါ်ထက်ထက်ခိုင်အမြင်နဲ့လိုက်အောင်တင်းငိန်ထက်မြက်သည့်မြန်မာအမျိုးသမီးပီတာသည့်တက္ကသိုလ်ကဆရာမတအူးပါတပည့်များဤရှိခင်လေးစားမှုကိုအမြဲထာဝရထိမ့်သိမ်းထားနိုင်သည်ရှိုးဆက်ကဘာတွေလာဝယ်ရလဲ ရှုရှုဆက်ကရှုဆက်ကအပေါ်မှာရုပ်ရှင်လက်မှတ်လာဝယ်တာပါဟင်တယောက်ထဲကြည့်မလို့လားသူနဲ့အတူကြည့်မလို့ချိန်ထားတာညနေ6နာရီခွဲလက်မှတ်ပါဒီချိန်ရှုဆက်အိမ်နဲ့နေတော့ကြိုပြီးလာဝယ်တာပါကိုကိုကညနေမှလာမှာပါဟင်ကိုကိုကိုဆိုတာကဩတီချယ်ကလည်းမမေပြန်မယ်လေဟောတာ ကစားရတာဝါသွားပြီလားတာဟဲတူတူလေးပါ ပါလာတာကို တူတူလေးဘယ်နဲ့နဲ့ပြည့်ပြီလဲဒီရှယ်၃နှစ်လေးချိုဆက်ရဲ့တူတူလေးကတိတ်ရှိဖို့ကောင်းတာပဲကွာချိုဆက်ဦးကတူတူလေးကို ကောက်ချီ၍နားလိုက်သည်ကဲချိုဆက်ရီဒီရှယ်တို့ပြန်လာဦးမယ်တားရဲ့မွေးနေ့အတွက်စီစဉ်ရအောင်ပါချိုဆက်တို့တငယ်ချင်းတွေလည်းလာဖြစ်အောင်လာကြနော်မနက်၉နာရီရောက်လာကြဧည့်သည်တွေကိုပါဝိုင်းပြီးအခန့်ပေးကြအောင် ဟုတ်ကဲ့တီချင်စိတ်ချပါ အချက်ဆုံးဖိုးတူးလေးမွေးနေ့ကိုမလာတော့ပဲဖြစ်မလဲလာဖြစ်အောင်လာမှာပေါ့တီချင်ကိုကိုချိုဆက်တို့လက်ထပ်ပြီးရင်ဘယ်မှာနေကြမှာလဲဟင်အော်မပူပါနဲ့ချိုဆက်လေးရယ်ကိုကိုအားလုံးစီစဉ်ထားပြီးသားပါကိုကိုတို့တရားရုံးမှာလက်ထပ်ပြီးတာနဲ့သူ့ဝနမှာငှားထားတဲ့တိုက်ခန်းလေးကိုတွားကြမယ်ကိုကိုတန်ငယ်ချင်းတိုက်ခန်းလေးအခန်းကလွတ်နေတာသူတို့လင်မယားကကူညီတာပါအဲ့ရကအစားအစားတော့အစုံအားလုံးစီစဉ်ထားပါတယ်လေဗျာ က်တေတက်မှတ်လဲသူတို့ထိုးပေးကြမှာမနှက်ပြန်တရားရုံးမှာဘယ်အချိန်လဲကိုကိုချိုးဆက်ချိုးဆက်မနှက်ပိုင်းမအားဘူးလို့ကိုကိုကိုပြောထားတယ်နော်သိပါတယ်ဗျာအများအားဖြင့်မနှက်ပိုင်းပဲလက်မှတ်ထိုးကြတာပါတရားသူကြီးကလည်းကိုကိုတငယ်ချင်းဆိုတော့အကူကြီးတောင်းထားပြီးသားပါညနေ3နာရီကိုအစင်နစ်ဖြစ်ဖို့ပြောထားတယ်ကိုကိုရင်ခွင်နဲ့အသာမှီပြီးပြောင်းဖို့ပေါက်ပေါက်ကိုစာရင် ရုပ်ရှင်ကြည့်ရင်စကားပြောနေတဲ့ချိုးဆက်ဦးတယောက်ပြောင်းမှုပေါက်ပေါက်ရတာကိုလည်းမခံစားမိတယ်လို့တိတ်ကားပေါ်ကလှုပ်ရှားမှုတွေကလည်းချိုးဆက်မြင်ကွင်းနဲ့အသက်မပါလားတော်တော်ချိုးဆက်ဦးပြောနေပါသည်ဟေး happy birthday ပါတူလေးကြီးအန်တီချိုးဆက်ကိုချက်လားချိုးဆက်ဦးကတူတူလေးကြီးပါမမှုဖောင်ပေါင်းကလေးကို အတင်းမှွင့်နှမ်းနေသည်အိုးတော်ပြီလေတူတူလေးရဲ့ပြောကြအောင်အားလုံးကဝိုင်းရကြသည်ချက်လားတို့မေးနေတာ ဖြစ်အောင်လေ ရှစ်တာပေါ့အန်ဒီချိုဆက်ကအန်ဒီချိုဆက်ကတိတ်ရှုပ်ဖို့ကောင်းတယ်လို့လှားလဲတိတ်လှတာပဲတူတူလေးကပေးထားတဲ့မွေးနေ့လက်ဆောင်ထုတ်တွေကိုမနိုင်မနှင်းပွတ်ဖရင်ပြောလိုက်ရင်ဖြစ်သည် အော်တော်တော်စကားတက်တဲ့တူတူလေးအော်တီရှယ်တူတူလေးဖေဖေကမမြင်ပါလားချိုဆက်တို့နဲ့မိတ်ဆက်ပွဲရုံလေးတီရှယ်မနက်ကတည်းကသူတို့တရားရုံးမှာရေးကြီးကိစ္စရှိနေလို့တဲ့ချွေဆက်ရဲ့သူသားအတွက်မွေးနေ့ကိတ်ကိုတော့သူ့တပည့်လေးတွေနဲ့ပို့ခိုင်းလိုက်တယ်လေ ညတော့ပြန်အိတ်ရှင်မှာပြန်အိတ်နိုင်မယ်တဲ့သူတို့အလောက်ကလည်းများတယ်ချိုဆက်ကြီးတူလေးကသူ့အဖေကိုတိတ်ရှက်တာဟဲတူလေးเจ้าကဆရာမတွေလာကုန်ကြပြီခဏတော့ချိုဆက်ကြီးဟုတ်ကဲ့ပါတီရှေချိုဆက်တို့စားတော့ရင်စကားပြောနေကြမှာပါခိုင်းတရားလှုပ်เสียရရှိရင်ပြောနော်တီရှေဩရတယ်ချိုဆက်ရတယ်စကားပြောနေကြနော်ဟဲ့ဟဲ့နှင်းနဲ့လင်းဘာလဲချိုဆက်ပြောဘာပြောမလို့လဲ ။အော်ဒီလိုလေ။တီရှပ်မျက်နှာလေးကိုကြည့်ရတာတမျိုးလေးဖြစ်နေသလားလို့ပါဟဲ့။သူသားမွေးနေမှာတော့မျက်နှာကရှင်ရှင်လန်းလန်းမရှိသလိုပဲ။အေးဟုတ်တယ်ချိုဆက်ရဲ့။ဟိုဘဝိုင်းကတချို့ပြောနေတာကြားလိုက်တယ်။တီရှပ်ယောက်ျားကစမောဆွဲနေတာတဲ့။ဟေးဘာလဲစမောဆွဲတယ်ဆိုတာ။ဟာချိုဆက်ကလည်းအားလိုက်တာလွန်ရော။နောင်မင်းမငငယ်နဲ့တွဲနေတာကိုပြောတာ။တေတော့မှာပဲ။ဟဲ့တီရှပ်တနာပါတယ်နော်။ မစီမဆိုင် ရှိုးဆဲဦးမျက်လုံးနဲ့သူ့ကိုကိုကိုပြေးရွင့်မြင်နေမိသည်လင်းတို့နှင်းတို့ပြင်းနေကြပြီလားကွယ်ရော့ရော့ဒီမှာဓာတ်ပုံတွေကြည့်ကြပါဦးတီရှယ်တို့မင်္ဂလာဆောင်တော့ကပုံတွေနဲ့ပါရင်နေမှာဆောင်တာဆိုတော့တပည့်တွေကမဖိတ်လိုက်ရဘူးဟုတ်ကဲ့တီရှယ်ကျေးဇူးပါတီရှယ်ကဓာတ်ပုံစာအုပ်တွေပေးခဲ့ပြီးအနားမှထွက်ခွာသွားသည်နှင်းတို့ကြည့်နေနော်တို့တူးလေးနဲ့ကစားလိုက်အောင်မယ်ဆက်ရုပ်ကလေးကိုဆက်ခိုင်းထားတာမပြီးသေးဘူး ဟဲရှုဆက်ရေတိရှက်ယောက်ျားကချောလိုက်တာဒီမှာကြည်စမ်းပါဦးဟဲ့ဒီမှာကြည်စမ်းပါဦးဆိုမိသားစု၃ယောက်ပုံအကြီးချက်ထားတာဟင်ဒါဒါတိရှက်ယောက်ျားဟုတ်လားဟုတ်တယ်လေအခန်းနိုင်ရမှာလည်းချိန်ထားတယ်လေဟဲ့ရှုဆက်မတွေ့ဘူးလားဟဲ့ရှုဆက်တတိမထားမိခဲ့ဘူးနှင်းတိရှက်ယောက်ျားနာမည်ကဘယ်သူတဲ့လဲနှင်းသိလား ချိုဆက်ရဲ့နင်ကတော့လေအရင်ဝင်ဘေးနိုင်ရမှာစိုင်းပုတ်ချိန်ထားတယ်လေဟာအင်ဂျင်နီယာဥလိုက်မောတဲ့ဘလို့အင်ဂျင်နီယာဥလိုက်မောပါဆိုနင်သိနေလို့လားဟောတီရှဲလာပြီတီရှဲယောက်ျားကအင်ဂျင်နီယာဥလိုက်မောလားဟင်ဟုတ်တယ်လေချိုဆက်ချိုဆက်နဲ့တီဘူးတွေ့ဘူးလို့လားသူကခင်နဲ့မင်းနဲ့မိစေတိတ်များတာကွမမသိပါဘူး မတွေ့ဘူးပါဦးတေချေရဲ့ကြားဘူးတလို့လို့ရှိလားလို့မေးကြည့်တာပါအော်အိုးမစီမဆိုင်အထင်းနဲ့ကိုကိုကို ပြင်းပြင်းမိလိုက်တာချွတ်ဆက်ဦးအတွက်နမိတ်ပေပဲလားဖះဖះဖះမတာပဲကန်တီဘီတို့ငါငါမှားတော့မလို့ရက်ရက်ဆက်လိုက်တာကိုကိုရဲ့ဒီလောက်ချက်စရာကောင်းတဲ့မိမနဲ့တားလေးကိုပြစ်ပြီးချိုဆက်ကိုများပြည့်ရက်လိုက်တာကိုကိုရဲ့ ရွှေစံများအတိနောက်ကြခဲ့ရင် အာလုံးစိတ်ဆင်းရဲစရာတွေဖြစ်ပြီးဒုက္ခရောက်ရောက်ကုန်ကြတော့မှာပဲဘာတစ်ခုမှမလွန်ခဲ့လို့တော်ပါသေးရဲ့မတွေးဝင့်စရာပဲရွှေစံကြောင့်တီချေရဲ့ရှေးရတဲ့တူတူလေးရဲ့ကိုစိတ်မဆင်းရဲစေခြင်းပါဘူးဒုက္ခလည်းမရောက်စေခြင်းဘူးရွှေရွှေစက်လေကို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 တိတ်ရှက်ပါတယ်တိတ်ရှက်ခဲ့ပါတယ်ကိုကိုရဲ့ခံကြပြီးယောက်ျားပီသားလာတဲ့ကိုကိုကို လူပြောလူလို့တရားလို့ထင်ပြီးတိတ်ရှက်ခဲ့မိတာအလေးပေးခဲ့မိတာချိုဆက်အမှားပါရှင်တကယ်တော့ကိုကိုကိုတိတ်ရှက်တယ်ချိုချိုဆက်မခွဲနိုင်ဖြစ်နေမိတယ်ကိုကိုရင်ကိုကိုရင်ကျမအမှားပါချိုဆက်အမှားပါတိတိကြီးနဲ့တော့ချိုဆက်ချစ်ဆက်မတိုးပြရစေနဲ့နော်ချိုဆက်ကိုကိုကိုတိတ်ရှက်တယ်တိတ်လေခံစားနေရပါပြီချိုဆက်ရင်ထဲမှာကြင်မွနေရပါပြီကိုကိုရင်ဒါပေမဲ့ ချိုဆက်ကိုတိတ်ချင်လာပါတယ်လက်ထက်ချင်လာပါပြီအတူနေချင်လာပါပြီဆိုတော့ကိုကိုအင်ဂျင်နီယာဦးလိုက်မော်တယောက်တရားရုံးအပေါက်ဝမှာချိုဆက်ဦးကိုစောင့်ပေအောင်တော့စောင့်မျှော်နေရစ်ပေအောင်တော့ကိုကိုရဲ့ဝါဝါထင်လင်းအားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူနေနေနိုင်တဲ့တထုံရေးသားတော့ရင်မာစွန့်နေနေတဲ့ဇူးလိုအမိရတဲ့ဝိထုတို့လေးကိုကျွန်တော်ကိုရွှေတာမဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာရင်မာစွန့်နေနေတဲ့ဇူး နေလုံးကြီးဟာလိမ်မော်သီးတစ်လုံးပေါ်မှာရဲရဲတောက်နေတယ်။မကြမီငုံစင်းတော့မဲ့တဲ့။ကြောကြောထွန်းတယောက်နေဝင်ချိန်ကိုကြည့်ရင်တက်ပြင်းဖောက်ဖောက်လေးခြိုက်မိရဲ့။အင်းအတိတ်ပဲမဲ့စွာ သူထိုင်နေတာကြာခဲ့ပြီပဲ။ဒီမန္တလေးတောင်ပေါ်ကနေကြည့်ရင်တစ်မျိုးလုံးကိုမြင်ရပြီမဲ့။သူ့မျက်လုံးများကဝေဝါးနေတယ်လို့ပါ။အော်ရှာလိုက်ရတာတာရဲ့ဖုံးယူမသွားတော့တစ်မျိုးလုံးပတ်ချာနေရတာ။လာပြန်ကြမယ်တာ။ မေမေကသူ့အနားမှာထိုင်ရှာရင်းလွေထွေးစွာခေါ်နေတော့စိတ်ရလျင်ကိုစူးစီးပြီးထားလိုက်တယ်။တရဲ့ဘွဲရတော့အသက်20တောင်ကျော်နေပြီ။ရင်းချက်မှုကို မရှိသေးပါလား။မေမေရင်းနေပူလာပြီ။သူဘာပြောရမှန်းမသိပြီးမှမေမေတာစိတ်ပူအောင်လုပ်တဲ့အတွက်တောင်းပန်ပါတယ်။တာစိတ်ကိုတာနိုင်အောင်ထိန်းပါမယ်။အေးပါတရဲ့ဖြူစင်တန်းကတအားပေါ်ချစ်ချာပါတယ်။သူမိဘစကားမလွန်ဆန်းနိုင်လို့ဖြစ်မှာပါ။ ตาလည်းအရှိစင်းနဲ့တွေ့အောင်မှာပါယောက်ျားလေးပဲตาရဲ့အတင်းထားမှာပေါ့သူအိမ်ပြန်ရောက်တော့ဖေဖေရဲ့စူးရှားတဲ့အကြည့်ကိုရင်ဆိုင်ရအောင်မှာမဟုတ်အတင်းထားလိုက်တယ်တကယ်ပါပဲတွေ့တွေ့ချင်းစောက်နဲ့ထွင်းပါပြီကြော်ကြော်ထွင်းရဲ့မင်းမချက်ဘူးလားယောက်ျားပဲကွာဟိုတယောက်ကလင်းအောင်ယူသွားပြီဘာမှဆွေးမနေနဲ့အလौတာရအောင်ရှာဖေဖေကစိတ်ထဲမှာကြော်ပြတ်သားသူမှုသူ့ကိုတွန်းအားပေးနေပြီ သူအားတက်ရမှာလားဝမ်းနေရမှာလားမဝေခွဲတတ်တော့ပါကြောကြောမင်းမြင်းချန်သွားပြီပဲကြိုတင်ငွေသွားပေးရမယ်ငွေကိုတော့ဘန်ကလွှဲမယ်အေးကွာတားရဲ့လောက်ရကန်ရီကိုအန်ကဲသဘောကျတယ်နောက်လာကစားပြီလားသာတိုးပေးမယ်နော်အော်ရပါတယ်အန်ကဲကျွန်တော်ကြိုးစားပါမယ်သူတူတူတုတ်တုတ်ပဲပြန်ဖြေလိုက်တယ်ဦးမြကြီးနဲ့ตาမြပွဲယုံမှာမန်နေဂျာအဖြစ်သူဝင်လုပ်နေတာတစ်နှစ်ပြည့်ပြီ လစာကဇရေငိမ့်တသိန်းွယ်ညနေပဲအိမ်ပြန်အိတ်ဆိုတော့စီးပွားရေးအားနေတဲ့သူတို့မိသားစုကိုငွေအပ်နိုင်ပါပြီသူ့မှာနေ့စဉ်ပူရတဲ့အလောက်ကရှစ်ခဲ့ပူတဲ့သူဖြူစင်တတ်နဲ့တနေရရာမှာတွေ့မှာကိုပဲစိုးရိမ်နေမိရဲ့ဦးမြကြီးမှလည်းသားသုံးယောက်အပြင်တဦးသေးတော့တမီရှင်ဝင့်ထယ်ကလေးတွေရှိနေတဲ့အတွက်အနေရထိုင်းဆင်ကျင်ရပါတယ်တကယ်တမ်းစဉ်းစားကြည့်တော့ရှစ်တဲ့ဖြူကိုသူမမေ့နိုင်တယ်လို့ဘယ်သူ့ကိုမှအစားထိုးဖို့စိတ်ကူးတဲ့မရှိဘူး ပြတ်တောက်သွားတဲ့တန်ရောစင်ကျိုးနှချောင်းကိုလည်းပြန်ဆက်ဖို့မကြိုးစားတော့ဖြူပေးခဲ့တဲ့ဝေဒနာကိုအချိန်ဆိုတဲ့တမားတော်ကြီးကိုပဲကုစားခိုင်းရတော့လေကိုကိုမနှက်ပြန်မြင်းချန်သွားမယ်ဆိုဝင်လဲလိုက်ရှင်နေဟောစလာပြီဒုတိယနေ့ចောင်းသူဖြစ်ပေမဲ့ခလေးစိတ်ကမကုန်သေးသူ့ကိုခေါ်ပုံကကိုကိုတဲ့ညီမလေးရယ်ကိုတယောက်တည်းသွားရမှာလေအိုးမရဘူးကွာအိမ်ကကားကိုကိုကိုမောင်းမှာပဲဝင်း ဖေဖေတို့ကိုပြောလိုက်မယ်မြင်းချံမှာဝင့်တော်လေးရှိတာပဲခတ်ပြီသူဘာပြောလို့ပြောရမှန်းမသိသူပွဲရုံရောက်ပြီးခရေကဒီကောင်မလေးသူ့ကိုဝင်ရောပြီးပျောပရီလှုပ်ရှင်လို့ချောင်ရတာလဲခတ်ပါတယ်အခုလဲမြင်းချံကိုလိုက်မယ်ဖြစ်ပြန်ပြီနောက်ရက်မြင်းချံသွားဖို့ကားတစ်စီးကိုစစ်ဆေးနေတော့ဦးမြကြီးရဲ့ဇနီးအန်တီဝေကသူ့အနားရောက်လာတယ်ကြော်ကြော်တမီးကမြင်းချံကိုလိုက်ရှင်နေတယ်တားလို့လည်းမရဘူးဒါကြောင့် အင်ရကိုမထွေးကိုထဲလိုက်မယ်။ကားကိုလည်းဖြည်းဖြည်းမအောင်နော်။သူခေါင်းမနှပန်းကြီးသွားတော့တယ်။အနေနှိဆက်ပြီးတခုခုဖြစ်မှလည်းမလိုလားပါ။ခဲမှန်မှုတဲ့စာတငယ်လိုလေးခွတန်ကြားတာနဲ့လန့်နေမိတယ်။ပြီးတော့ချွေဝင့်ထဲတို့စီးစိန်အတိုင်းဝိုင်းနဲ့သူတို့မိသားစုကမိုးနဲ့မြေအကယ်၍များသူ စိတ်မထိန်နိုင်လို့ရှစ်ခဲမိရင်ဒုတိယမြဝေဒနာကိုခံစားရမှာမလွဲပါသူအဖြစ်ကလည်းမြောက်တောင်မွေးနဲ့မြခုံးမွေးလို့ နီးလျက်နဲ့ထိဆက်ခွင့်မရတဲ့ဘဝများရဲ့ပါကိုကိုသွားကြမယ်လေရွှေဝင်းထဲကပြောပြောဆိုဆိုကားချေကမ်းမှာဝင်ထိုင်လိုက်တယ်နှစ်ရက်ခရီးဆိုတော့အထုပ်အပိုးနဲ့မြင်းချက်အိမ်ကိုပေးမဲ့လက်ဆောင်တွေကိုဒေါ်ထွေးကစနစ်တကျထည့်ပြီးနောက်ကထိုင်လိုက်တယ်ဖေကြီးနဲ့မေကြီးတက်တာကားကားထွက်ခံနေနှုတ်ဆက်ခါခလေးတယောက်လိုမျိုးနေတယ်ကိုကိုလမ်းမှာတစ်ခုခုစားမယ်နော်ခတ်ပြီးဇလန်းကစပြီလေ ညီမလေးလမ်းမှာအစားအသောက်ကောင်းတဲ့ဆိုင်တိတ်မရှိဘူးမြို့အထွက်မှာတော့ဆိုင်ကောင်းကောင်းတော့ရှိပါတယ်အဲ့ဒီကိုဝင်မလားအင်းကိုကိုတဘောလေတဘောတူညီချက်ရတော့သူဆိုင်နေဆိုင်ကိုဝင်လိုက်တယ်ဆိုင်ထဲဝင်လိုက်တော့ထင်းတဲ့အတိုင်းရွှေဝင့်ထဲကသူ့အနားမှာဝင်ထိုင်နေကိုကိုဝင့်ထဲကစိတ်ဆုနံပြားစားမယ်ကိုကိုရောရတယ်ညီမကိုလည်းညီမအတိုင်းပဲဒေါ်ထွေးကိုခေါ်လိုက်အောင်လေဒေါ်ထွေးကစားခဲ့တယ်ကိုကိုပူမနေနဲ့နော် ရှင်ဝင်းထဲကပျော်နေတော့တယ်ဒီကောင်မလေးသူ့ကိုကျွေးနေပြီဆိုတာသူသိတယ်ဒါပေမဲ့အသက်ပေါက်အောင်ရှိခဲ့ရတဲ့ဖြူစင်တန့်ကိုသူမမေ့နိုင်သေးဖြူနဲ့လက်ထပ်လိုက်တဲ့ဂုံဂုံတရေရှိလူကြီးရဲ့သားကလည်းသူနဲ့ဖြူအကြောင်းသိထားပြီးအိမ်တော်ကြီးမှာအဖို့ထစ်ချီကြောင်ကြားတယ်လို့ဆိုတော့ပိုးပြီးစိတ်မကောင်းဖြစ်ရတယ်သူဘာမှမတက်နိုင်ခဲ့ဘူးအခုတော့သူရွှေဝင်းထဲနဲ့တွဲတော့ရမလားသူ့စိတ်ကိုလွန်ထိုးနေတယ် ဒီလိုနဲ့မြင်းချမ်းမှာလှုပ်စရာရှိတာလောက်ကင်ပြီးမန္တလေးပြန်ရောက်တော့သူ့ကိုလာစာတိုးပေးတဲ့အပြင်အလုပ်တစ်ခုတည်းတိုးပေးတယ်တခြားမဟုတ်ရွှေဝင့်ထဲကိုကြောင်းဖို့ကြောင်းကျို့လှုပ်ပေးရခြင်းပါသူဘာတက်နိုင်မှာလဲအလုပ်ရှင်နဲ့အလုပ်သမားဆိုတော့သူတို့ခိုင်းတာလောက်ရမှာပဲလေသူနဲ့ရွှေဝင့်ထဲဘဝကမြင့်မတောင်နဲ့ရှားတောင်မို့ပမာကွဲခြားတဲ့အတွက်သူစီကန်းထားရပါတော့မယ်မြောင်းဘလောက်ဖောက်ဖောက်ရေးသားရှိရင်စီးမဝင်နိုင်ဘူး သူ့အသည်းဟာကိုယ့်ချိန်မကြောတယ်ဆိုပေမဲ့မင်းနဲ့တွေ့တဲ့ချိန်လိုပျော်ဝင်စည်းစင်းသွားနိုင်တာပဲလေကိုကိုဝင်းရတငယ်ချင်းတွေနဲ့ကန်တော်ကြီးမှာမုတ်သွားစားကြမယ်အိမ်ကိုလည်းဖုံးဆက်ထားပြီပြဿနာတခုတက်လာပြန်ပါပြီလိုင်းမဖို့ပြန်ရင်လည်းပြဿနာရှာတော့မြည်ထို့ကြောင့်အလောက်ကိုဖုံးဆက်လိုက်တော့အန်ကဲကိုတိုင်ကလိုလိုလားလားဖြင့်ခွင့်ပြုလိုက်တော့မှစိတ်အေးရတယ်။ရှင်ဝင်းတဲ့တို့တငယ်ချင်း၅ယောက်ကသူတို့အကြိုက်ဆိုင်ကိုရွေးဝင်နေ။သူက ကားပေါ်မှာပဲစောင့်နေမယ်ဆိုပြီးထိုင်ရာကမထကိုကိုလာလေရှင်ဝင့်ထဲကအတင်းဆွဲခေါ်နေတော့သူဆိုင်ထဲဝင်ထိုင်လိုက်ရတယ်ဇပွဲဝိုင်းတွေအများကြီးရှိသလိုစားသုံးသူတွေကလည်းအပြည့်ပါပဲသူထိုင်လိုက်ရင်ရှေ့ဇပွဲဝိုင်းမှာသူအတ္တမကရှေ့ရတဲ့ဖြူစင်တန့်နဲ့တူတငယ်ချင်းစုထွက်ဝေးနှစ်ယောက်သားထိုင်နေကြလို့အကြည့်ချင်းစုံတော့ဖြူအံ့ဩသွားသလိုသူလည်းမှင်တက်သွားမိတယ်ဖြူပိန်သွားလိုက်တာအသားရေလည်းမကောင်းဘူး ဘာများဖြစ်နေပါလဲလို့တွေးရင်သူကပဲထပြီးတော့နှုတ်ဆက်လိုက်တယ်ဖြူတိမ်သွားလိုက်တာကွာမျက်မှန်လည်းတက်နေရပြီလားဖြူကအတိတ်ပဲမဲ့စွာစားတောက်ပွဲများကိုသာငုံကြည့်နေတယ်တကယ်တော့ဖြူကစပြီးတစ္ဆာဖောက်သူမှုသူ့ကိုရင်ဆိုင်ဖို့ခတ်နေသလားကြကြနင်းနဲ့လည်းမတွေ့တာကြာပြီကောဖြူကမျက်ရိုးကိုက်ပြီးနင်းမကောင်းဖြစ်တာ၃လလောက်ရှိပြီး အိမ်ထဲကအိမ်ပြေမထွက်တာဒီနေ့မှဖြူမေမေကအပြောင်းလဲဖြစ်အောင်ငားနဲ့ထဲလိုက်တာဟုတ်လားမျက်စိထိုးဖို့ဆရာဝန်နဲ့တေချာပြပါအောင်ဖြူဩဓာတ်ထက်အမျိုးသားရောဖြူကနှုတ်ဆက်နေရကအတန်ကြာမှရှိပါတယ်ဖြူနေမကောင်းလို့မေမေတို့အိမ်ခဏပြန်နေတာပါဖြူအဖေရဲ့နောက်ွယ်မှာအကြောင်းအရာမျိုးမျိုးရှိမယ်ဆိုတာဖြူမျက်နှာပေါ်မှာအထင်းသားမြင်နေရတယ်။ဖြစ်ရလေဖြူရဲ့ဒါကြောင့်ပိန်သွားတာကို သူတော်တော်စိတ်မကောင်းဖြစ်သွားမိတယ်ဖြူဝေဒနာကိုတတ်တာဆေးခြင်းပါတယ်အရင်ကလှပတဲ့ဖြူဟာအခုချိန်လူမမာရုပ်ပေါက်နေသလိုပါပဲညှိုးငော်နေညှိုးငယ်နေတဲ့ရွက်ဝါလေးလိုဖြစ်လို့ကိုကိုဟင်းပွဲတွေရောက်ပြီလာလေအေးအေးလာမယ်အော်ဖြူဒါကိုအလုတ်ရှင်သမီးလေရှင်ဝင့်ထဲတဲ့ပွဲရုံတစ်ဖက်နဲ့ကိုကကြောင်အဖို့အကျိုးလုပ်ပေးရတာလေညီမလေးဝင့်ထဲဖြူစင်တတ်နဲ့ဆူထက်ဝေက အကိုနဲ့မေဂျာတို့အတန်းတို့တငယ်ချင်းတွေပဲ။ဩဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်။ဟုတ် တွေ့ရတာဝမ်းသာပါတယ်အမ။လာကိုကိုစားရအောင်။အလိုက်ကန်းစိုးမသိတဲ့ရွှေဝင့်ထဲပါ။စကားပြောလို့မှမပြီးသေးအတင်းဆွဲကော်တို့တစ်ဖက်ဝိုင်းကိုကုလိုက်ရတယ်။စားတာစားနေရတယ်အရသာလည်းမတွေ့။အဆက်ကြောက်သူဖြစ်ပေမဲ့အယောင်ယောင်အမမနဲ့ငရုတ်သေးဝါမိပါလေရော။ထွေးထုတ်ဖို့တတိမရပဲမျိုးချလိုက်ပြီးတော့ ပူလိုက်ဆက်လိုက်တာမနေအောင်ထားရတယ်။ဖြူကိုမတိမတာခိုးကြည့်လိုက်တော့မျက်ရည်ကျနေတဲ့အောင်ဖြစ်လို့ဘလို့နှိမ့်တရမှမသိတော့ဘူး။ကမပိုင်လင်းယောက်ျားရှိလေတော့ရှစ်သူဘဝလိုပွဲပတ်ပြီးအားပေးဖို့လည်းမဖြစ်ပါ။ဒါကြောင့်သူချွန်ဝင့်ထွယ်ကိုပြန်ဖို့လောဆော်လိုက်တယ်။ကိုကိုကလည်းနေပါဦး။မဖြစ်ဘူးစင်ရင်နဲ့ချုပ်ရအောင်မယ်လေ။ခပ်ပြက်ပြက်ပြောပြီးဖြူကိုနှုတ်ဆက်ကသူထွက်လာလိုက်တယ်။ဖြူကိုဒီထက်ပို့ပြီးသူမကြည့်ရတော့ပါ။ ရင်ထဲမှာစိုးနှင့်ကြေကွဲမှုများအပြည့်သူဖြူကိုဒီလောက်ရှင်မှန်ဝေးကွာမှတတိုင်းရှားမှပို့တိလာနေတော့တယ်ရဟောင်းကြီးတို့ရက်တက်ဝေးနေပြီစိန်ပန်းအနီစိန်ပန်းအပြာစိန်ပန်းအဝါနဲ့ငှို့တို့လည်းအပြန်ပွင့်နေတယ်လို့ရှားပါတဲ့ဗထောက်ပင်တွေကလည်းပရည်ဖူးလေးတွေနဲ့အတူအဖူးလေးတွေပါထွတ်ထွက်ဆပြုတ်လေပြီဩမကြခင်တကြံကြတော့မှာပါလားတခုတော့တကြံမှာ ဖြူနဲ့ လိုက်လေတဲ့ပုံရိပ်ကလေးများပေါ်လာတော့သူအုံနောက်ထဲကထုတ်ပြစ်လိုက်ရတယ်။ကြွကြောအိမ်နဲ့ခဏလာပါအောင်ကွယ်။အန်ကယ်ဦးမြကြီးခေါ်တဲ့အတွက်ပွဲရုံရှိကတိုက်ကိုသူလိုက်သွားတယ်။ကဲထိုင်ပါဦး။မဝေရေထွက်လာအောင်ဟေ့။အန်ကယ်ဦးမြကြီးကအန်ကယ်ဝေကိုပါအန်တီဝေကိုပါခေါ်လိုက်တဲ့အတွက်သူယင်ထိတ်သွားတယ်။ဘာများပါလဲ။တခုခုတော့တခုခုပဲ။ရှင်ဝင့်တဲ့သူ့ကိုရောနှောနေတာကိုတတိပြီးတော့မှထင်ပါရဲ့။ စဉ်းစားမိတော့နှစ်ဖူးမှချွေးမြပင်ဆုတ်လာတယ်။ကဲကြော်ကြော်အန်ကယ်ပြောစရာရှိတော့အန်ကဲသားတွေကိုလည်းလုံငါခွဲပေးလိုက်ပြီ။သူတို့ကိုလည်းအန်ကဲလောင်းရဲအောက်ကလွတ်စေခြင်းနဲ့လေ။ဒါကြောင့်ခုဆိုအန်ကဲမှာအာကိုအားထားဆိုတော့ကြော်ကြော်ပဲရှိတော့တယ်။တဆက်တည်းအန်ကယ်ပြောချင်တာကတမီးလေးဟာအသက်20တဲ့ဝင်းလာပြီ။ဘွယ်လဲရတော့မယ်။တမီးဟာဥရောတိရတဲ့လောက်ရေးစားမရှိပဲကြော့ကြော့ကိုစိတ်ညွတ်နေတယ်လို့အန်အန်ကယ်တို့ ထင်တယ်လို့ကြော်ကြော်လည်းထင်မနေဘူးလား။အိုတော်တိုင်းဝိုင်းနေလိုက်တာပြောစရာရှိတာပြောပါတော့။အန်ဒီဝေက လေရှည်နေတဲ့ဥမြကြီးကိုလမ်းကြောင်းလွှဲခိုင်းနေတယ်။အေးပါကွာ။ဒီလိုကြော်ကြော်ရဲ့အန်ဂယ်တို့ကတမီးနဲ့တားကိုစစ်ဆက်ပေးခြင်းနဲ့တားလည်းလုပ်ငန်းကိုအဆက်ဆက်ရရလက်လွှဲနိုင်အောင်ကြိုးစားစီခြင်းနဲ့တားဆန္ဒတားသဘောတို့ရင်မိမိပမိမိပတွေကိုဖွင့်ပြပြီးအိမ်မှာပဲစစ်ဆက်ပွဲလုပ်ခြင်းနဲ့ရှင်းနေမင်္ဂလာဆောင်ပေးမှာဘလို့လဲ။ သွင်းရင်ထဲမှာရေခဲရင်ထဲပတ်လိုက်တယ်လို့အေးကနေဖြစ်သွားတယ်။ကျေးဇူးလည်းရှိတော့ဘာဘာပြောလို့ပြောရမှန်းမသိဖြစ်သွားတယ်။ခဏကြာမှကျွန်တော်မိဘတွေတိုင်ပင်ကြည့်ပါဦးမခင်ဗျာ။ကျွန်တော်တို့ကအန်ကယ်တို့လိုမချမ်းသာတဲ့အတွက်တော်ပြီ။မင်္ဂလာဆောင်မဲ့ကိစ္စတွေဘာတွေမစင်းသားနဲ့တို့တောင်းဝန်ထားမင်းရဲ့ရိုးသားကြိုးစားမှုကြောင့်ဦးတို့သဘောကျတယ်။မင်းလည်းသမီးလေးကိုရှင့်နိုင်မယ်လို့အန်ကယ်ယုံကြည်တယ်။မင်းမိဘတွေနဲ့တိုင်ပင်ပြီးရင်အကြောင်းပြန်ပေါ့နော်။ သူ့ရင်ထဲမှာတင်းကျပ်နေတယ်တကယ်တော့ရွှေဝင်းတယ်ကိုညီမလေးတယောက်လိုသာသူ့သဘောထားခဲ့တယ်ရှစ်လို့မရသေးဘူးလက်တွက်ရှစ်တွက်ယောက်ျားလေးသာဆိုရွှေဝင်းထရဲ့မြောင်းဖောက်နေပုံနဲ့ရှောင်းတစ်ခုလောက်တောင်ဖြစ်နေပြီသူကတော့တလောကတွေးလိုက်ရတဲ့နွမ်းလျရနေတဲ့ဖြူပုံရကလေးကမျက်စီတွေကမထွက်အိမ်ပြန်ရောက်ချင်းအဖေနဲ့မိကိုပြောပြလိုက်တော့အမေကအသေးကွဲနေတဲ့အတွက်နှလုံးသားအစ်စ်ရတော့မယ်ဆိုပြီးဝမ်းတာလို့မဆုံးဒီလိုနဲ့နှစ်ပတ်အကြာမှာဆစ်ဆက်ပွဲပြင်းပြောက်သွားပြီး သူကသတင်းစာထဲမှာမထည့်လို့ပေမဲ့အန်ကယ်ဦးမြောက်ဦးကရတနာဘုံသတင်းစာကျင်းဘုံသတင်းစာတို့မှာကော်လံအကြီးကြီးနဲ့ထည့်လိုက်တော့တယ်။နောက်ရက်မှာစုထက်ဝေဖုံးဆက်ပါတော့တယ်။ကြောကြောနင်ဆက်ဆက်လိုက်တာဖြူဖြူရောငါပါတိတ်ဝမ်းတာလေ။တင်ထုတ်အောင်လဲမနေ့ကငါ့ကိုလာပြောတယ်။နင်တထေးသမီးနဲ့ရပြီတဲ့။အဲဖြူကတော့ဝမ်းတာဝမ်းနေဖြစ်ပြီးငိုလိုက်တာဟဲ့။အော် နင်းကငါပြောရအောင်မယ်ဖြူရဲ့ယောဂါကမတက်တာဘူးသိလားနင်းကမပြောပါနဲ့လို့ပြောပြင်မဲ့ငါမနေနိုင်ဘူးဟာတဖြည်းဖြည်းဆိုးလာတော့အခုဆေးရုံတက်နေရတယ်သူ့အမျိုးသားကလည်းနေပြောင်းသွားပြီးအဆက်အသွယ်ဖြတ်ထားတော့သူ့အမေပဲစောင့်ရှောက်နေရတာလေငါတို့တငယ်ချင်းတွေလည်းနေကင်းပတ်ပါသွားရတာဗောနိုင်ငံသားမှသွားကုမယ်လို့တော့ပြောပါတယ်ဟဲ့မိဝေဖြူကဘာယောဂါဖြစ်နေတို့လဲဟာအုံနောက်ကင်းစားတဲ့ အစာပိုင်းကမျက်စိယောဂါတို့ပဲထင်ခဲ့တာဗောဒီကဆရာဝန်ကြီးတွေကတော့မနိုင်တော့ဘူးလို့ပြောပါတယ်ဟာဟာသူဖုံးကိုပိတ်ရှာလိုက်တယ်ဘလို့ဖြစ်ဒီအုံနောက်ပင်စာဖြစ်ပါလေချေရတဲ့သူကိုတရင်သွားမေးခြင်းပေမဲ့သူလည်းဆစ်ဆက်လိုက်ပြီပြီးတော့ချေရဘက်ဆိုတဲ့ချံကြပြီဖြူလည်းတတိယနေမှာဖြစ်တယ်လို့သူလည်းတတိယနေပါတယ်အခုတော့ဖြူကဆေးရုံမှာ သူကရွှေဝင့်ထန်နဲ့နှစ်ယောက်သားဘဝခရီးလမ်းကိုဆက်လျှောက်ရတော့မယ်။စမ်းကျင်မဲ့လူသားနှုတ်ဦးရဲ့ဘဝဟာမချိုမိန်ပါလား။တကြံတွင်လိုက်လေရပေမဲ့သူ့စိတ်တွေက ဖြုတ်စီရောက်နေတယ်။ဖြုတ်ကိုတည်င်းမေးခြင်းပေမဲ့အရှိကြီးလာတဲ့သူမရဲ့မိခင်ကြီးကလိုလားပါမလား။တကြံလုံရင်ဖြင့်မိဝေကိုအကူအညီတောင်းလိုက်မယ်လို့စိတ်ကူးထားတယ်။တကြံနောက်ဆုံးရက်မှာတော့အစွမ်းကုန်ခဲ့ကြတယ်။ သူကတော့ချွေးဝင့်တဲကိုစောင့်ချဖို့ပါပဲရေတွေတကိုယ်လုံးစုံနေပေမဲ့ပူလောင်နေတဲ့ရင်ကမအေးမြနိုင်ဘူးညာဘက်အိမ်ပြန်ရောက်တော့အဝယ်စားလဲပြီးအမေပြင်ပေးထားတဲ့ထမင်းပွဲမှာဝင်ထိုင်ပြီးဝင်ထိုင်ဖို့အလို့အိမ်ရှိမှာကားတစီစိုက်လာတာကိုသူထွက်ကြည့်လိုက်တယ်ဖြူတို့အိမ်ကကရင်မောင်ဥတန်ထေကဆင်းလာတယ်လာပါဥထေဘာကိစ္စရှိလို့လဲရင်ဒီလိုပါကြော်ကြော်ဒေါ်တီတာခေါ်ခိုင်းလိုက်တော့ပါဖြူလေးကိုလာအားပေးပါဦးနဲ့ အရှင်နေကမနှက်ဖန်ဆိုတာရှိပါအောင်မလားမသိဘူးကြောကြောရဲ့ဥလေးတဲ့တော်တော်စိတ်မကောင်းဖြစ်ရတယ်ဥသေးစကားကြောင့်သူ့ရင်ထဲမှာဘလောင်ဆူသွားတော့တယ်ဒီမှာကိုတန်းတိရှင်တို့တထေးမှကြီးကြောင့်ကျမသားအလူးလဲခံရပြီးပြီကန်ထုတ်တာလဲသူပဲခုတော့လင်းရှင်မယားတယောက်ကို အားပေးဖို့လာခေါ်ပြန်ပြီလားတာမတော်နဲ့ကို့မှာလဲဆစ်ဆက်ပြီးတော့မင်္ဂလာတောင်ဆောင်တော့မယ်အမေစကားကြောင့်သူစိတ်ညစ်သွားတယ်အမေရဲ့ ဖြူကအုံနောက်ကင်စာဖြစ်နေတာဒါသွားကျင်တယ်ဖြူရဲ့နောက်ဆုံးအချိန်လေးမှာအားပေးကျင်ပါတယ်အမေအမလေးဟိတော်ပါသေးရဲ့မင်းကံဖယ်သွားတာပဲဗောနှုတ်မဆိုမဟုတ်မဟုတ်ဆိုးဖို့ဖြစ်တော့မယ်ဟဲ့မက်ကြီးလေးမင်းတရားရှိစမ်းပါကွာကဲဒါလိုက်သွားလိုက်ပါလူမမမေးတာပဲဘာဖြစ်မှာမဟုတ်လို့လေနောက်နေ့တမီးလေးကိုပြောချင်လဲပြောဗောဖေဖေခွင့်ပြုချက်ရတာနဲ့သူကားမောင်းပြီးထွက်လာခဲ့တယ် အန်ကယ်ဦးမြကြီးကအိမ်အပြန်နောက်ကျလို့ကားတစ်စီးပေးထားတော့တွားလို့လာလို့အဆင်ပြေတာပေါ့စင်းရုံရောက်လို့အခန်းထဲဝင်လိုက်ချိန်မှာအောက်ဆီဂျင်ဆက်အကူအညီနဲ့အသက်ရှူနေရပြီလက်မှာလည်းပိုင်မျိုးစုံနဲ့မမြင်ရက်စရာမိဝေတို့ထိုကြီးတို့လည်းရောက်နေကြတယ်ဖြူအမျိုးသားကိုတော့မတွေ့ရဖြူနေသာရက်လာရင်သူကရင်ဘေးကထိုင်ပေါ်မှာထိုင်ပြီးဖြူကိုမေးလိုက်တယ်မောဟိုက်နေတယ်လို့သူ့ကိုစကားတွေပြောချင်နေပုံရတယ် ဒါပေမဲ့ဖြူကမျက်လုံးနဲ့ပဲအမူအရာပြနိုင်တော့တယ်။စေးပိုင်မရှိတဲ့သူ့လက်တစ်ဖက်ကလှုပ်ရှားလာပြီးသူ့လက်ကိုကင်ဖို့ကြိုးစားလို့သူကပဲလက်ကလေးကိုကင်လိုက်ရတယ်။ဖြူမျက်နှာအမူအရာဟာသူ့ကိုတောင်းပန်နေပုံပါပဲ။သူမျက်ရည်မထိန်နိုင်လို့တစ်ဖက်ကိုလှည့်လိုက်ရတယ်။သူပြန်လဲတော့ဖူဖြူကမိန်မောနေပြီ။မျက်လုံးကမပွင့်တော့ဘူး။ညတဲ့ကောင်ရန်ချိန်မှာဖြူအသက်ရှူနှေးလာတော့တယ်။ ဖြူပေပေကဖြူအမျိုးသားကိုဖုံးဆက်ဖို့ပြောတော့ဖြူမေမေကအတန်အုပ်အုပ်နဲ့ခေါ်နဲ့ကိုသူတို့မိသားစုဟာကြောင်မျိုးလာမှလည်းမဟုတ်ဘူးတမီးအနာကထွက်သွားတာကြာပြီပဲတီတာတို့ကိုကမှားတာပါကိုရဲ့ဒေါ်တီတာအင့်ကနေကိုရှာလိုက်တယ်။ဒါကြော်ကြော်တမီးကိုသာအန်တီတောင်းမှန်ပါလေကွယ်။အေးလေတမီးနဲ့ဖူးစာဆိုရင်လည်းကြော်ကြော်ဝေဒနာတဲ့ကြီးကိုပြုစုပြီးနောက်ဆုံးကြံရဲခဲရမှတဲ့စာရင်အန်တီ ီလိုစကားမျိုးမပြောပါနဲ့ဗျာဖြူဘလိုဘဝရောက်ရအောင်ကျွန်တော်ရင်ဆိုင်ပါပါဖြူကိုမြေတားဆင်းနဲ့ရှက်ခဲ့တာပါဗျာသူငိုရပါပြီဖြူကိုဒုတိယအကြိမ်သူဆုံးရှုံးရပါတော့မယ်တကယ်ပါပဲမမနဲ့နှစ်နာရီဆယ်မိနစ်မှာဖြူတန်တရာခရီးချေကြီးကိုထွက်ခွာသွားပါပြီသူခြာကြီးတဲ့ငွေငိုချလိုက်တယ်သူနှလုံးသားမှာနာကျင်ရပါပြီတန်ရောစင်ကျိုးတိုးလို့ရှင်အောင်ခွင့်မရတော့ပါလားဖြူလေးကြီး နံပါတ်1များမှာရှိရင်မောင်ဖြူနဲ့ပြန်ဆောင်မရသေးမောင်ရင်ခွေမှာထွေးပိုက်ထားပါရစေဖြူလေးရာအခုတော့ကံကြမ္မာလေးချမ်းကမောင်တို့အသေးကိုနှစ်ခါခွဲခဲ့လေပြီတကားဖြူလေးရေနေနေနိုင်တထုံဟုတ်ကဲ့ပါခင်ဗျာဝိထုတော်လေးကတော့ဒီနေ့ပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပြေးပြီးဝင်ရောက်နားဆင်အားပေးကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်မောင်တို့တဦးတယောက်ရှင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ ျွန်တော်တို့ရဲ့ညီကောင်မတို့များအားလုံးကိုစိန်ညပါရှင်လန်းချမ်းမြေ့ကြကဘေးပရာပေါင်းမှဂင်းဝေးကြပါစေခင်ဗျာ